ခန္ဓာကိုယ်စစ်ဆေးကြည့်တဲ့အချိန်မှာကင်ဆာပိုးတွေ့ရှိခဲ့တာကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆေးကုသဖို့စီစဉ်ထားတယ်ဆိုတဲ့တရုတ်ဆောင်မိမိကိုကို င်္ဂလာပါပရိသတ်ကြီးရှင်အမတီဗီဖုန်းဆက်လန်ဂျယ်တွေကနေပရိသတ်တွေသိရှိလာခဲ့ပြီးတော့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာကောင်းဆောင်မင်းသမီးအနေနဲ့ရှိုက်ကူးနိုင်တဲ့အထိအောင်မြင်လာခဲ့တဲ့တရုတ်ဆောင်မီမီကိုကိုကတော့မကြသေးခင်ရက်ပိုင်းတုန်းကသူမမှာကင်ဆာနဲ့ပတ်သက်တဲ့ရောဂါဖြစ်ပွားနေတာကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆေးကုသမှုခံယူရမယ့်အကြောင်းကိုအင်တာဗျူးဗီဒီယိုကနေတဆင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ် မိမိကိုကိုကမကြခင်ရက်ပိုင်းတုန်းကသူမနေပကောင်းဖြစ်တဲ့ရက်ကအရန်များလာပြီးအားနည်းလာခဲ့တာဖြစ်တဲ့အကြောင်းသူမဖြစ်တဲ့ယောဂလက္ခဏာတချို့ကကင်ဆာလက္ခဏာနဲ့ဆင်တူနေတာကြောင့်စစ်ဆေးကြည့်ခဲ့တဲ့အချိန်မှာကင်ဆာပိုးကိုတွေ့ခဲ့ရလို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာသွားရောက်ဆေးကုသဖို့စီစဉ်ထားတယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ မိမိကိုကိုဟာသူမတို့ရဲ့မိသားစုမျိုးရိုးထဲမှာလည်းကင်းစာယောဂခံစားရတဲ့သူတွေရှိခဲ့တာကြောင့်သူမအနေနဲ့ကင်းစာယောဂဖြစ်ဖို့ရာဂိုင်းနှုန်းများတယ်လို့လဲဆိုလာခဲ့ပါတယ်အနုပညာလုပ်တွေကိုနေမအားညာမအားလောက်ကင်ခဲ့တဲ့မိမိကိုကိုဟောင်းအောင်မြင်လာတာနဲ့အမျှစိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ရတာဖြစ်ပြီးအခုလိုကင်ဆာဆိုတဲ့ယောဂါဆိုးကြီးနဲ့လည်းကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ် ဒါပေမဲ့ကံကောင်းတာတစ်ခုကတော့မိမိကိုကိုရဲ့ချစ်သူကလည်းစီးပညာကိုနားလည်တဲ့ဆရာဝန်တယောက်ဖြစ်တာကြောင့်သူမရဲ့ယောဂအမြန်ဆုံးပျောက်ကင်းဖို့နဲ့ကုသရမယ့်လုပ်ငန်းစဉ်တွေအားလုံးကိုမိမိရဲ့ချစ်သူဖြစ်သူကအစအဆုံးစီစဉ်ပေးထားခဲ့တာဖြစ်ပြီးသူမအနေနဲ့စီကုသမှုခံယူပြီးပါကလူကောင်းပကတိရဲ့အတိုင်းပြန်လည်နေထိုင်နိုင်ဖို့အတွက်မျှော်လင့်ချက်တွေအများကြီးရှိနေခဲ့တာလည်းဖြစ်ပါတယ်။ အနုပညာအားကောင်းနေတဲ့အချိန်မှမှယောဂဝေဒနာခံစားနေရတဲ့တရုတ်ဆောင်မိမိကိုကိုအတွက်ပြိသက်ကြီးကလည်းအမြန်ဆုံးကျန်းမာရေးပြန်ကောင်းလာပြီးပြိသက်တွေရှိမှအနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နိုင်ဖို့အတွက်နှွေးထွေးတဲ့စကားလေးတစ်ခုနဲ့စွတ်တောင်းမြတ်တာပို့တာပေးခဲ့ကြပါအောင်ရှင်။